ပိုင်းနေရဲစမှာတော့မူမူတယောက်ထာကာဂူရာကန်လွတ်ကြလိုက်တော့လုံးဝလက်မခံနိုင်ဘူးလို့ပြောနေခဲ့ပါတယ်။ကြော်ကြီးကတော့လက်ခံကန်မခံကန်သူကတာကာဂူရာကန်ပြစ်ချောင်းကိုပြောနေခဲ့တာပါ။တကယ်ကိုတိုက်ဆိုင်မှုကြီးပါပဲ။သူမသဘောကျတဲ့လူနဲ့မှနမဲလာတူနေရတယ်လို့ဗျာ။သူမစိတ်ဆွမ်းအားနဲ့မတိန်ကျုပ်ထားရင်ကိုချိန်စာကထွက်လာနေတာပါ။နမဲပြောတာကိုတားမြစ်လိုက်ပြီးတော့ကြော်ကြီးကိုသူမကအိုကာရွန်တို့နမဲပြောင်းပေးလိုက်ပါတယ်။မဟုတ်ရင်လည်းသူမကရင်ကုန်နေရပြီကို။ လိုင်ကောင်းစီကိုတွားနေကြရင်လည်းမနက်မိုးလင်းလာတာမို့ထားဖို့ပွားကြီးကထွက်လာတော့မှမဟုတ်ပါဘူးအဲ့ဒါကြောင့်သူမရဲ့အိမ်ကိုပဲလိုက်ခဲ့ဖို့မူမူကခေါ်လိုက်ပါတယ်မိုးဦးရဲ့ဝင်သွားမှတင်ကြော်ကြီးတယောက်ကမိတွေတောက်လာလို့သူမကမြန်ပဲရေထဲကိုပြချလိုက်ရတယ်ဘာလို့လဲဆိုတော့သူမတို့ရဲ့အိမ်ဝင်သွားမှမကောင်းဆိုးဝါးတွေဝင်မရအောင်ကာယံခြားထားကြကြောင်းပါအခုဆိုရင်ကြော်ကြီးတယောက်အီရိုကီနဲ့ရန်ကိုလမ်းနေပြီမိုမိုကအကာယံကိုဖြုတ်ပေးလိုက်တော့မ သူလဲဝင်လို့ရသွားတယ်။အကာရံကိုပြန်မကတ်တော့ဘဲနဲ့သူတို့နှစ်ယောက်အိမ်ထဲကိုဝင်လိုက်ကြတယ်။အဘွားကိုလိုက်ကြတော့သူမဘွားကတော့ရှိမနေဘူး။အင်ကြီးတွေလဲလိုက်ကြပြီးမူမူကအောက်ကပစ္စည်းကိုပြပါလား။ဘာလို့ဆိုဒါဘိုဘွားကဘနာနာကိုယူသွားတာကြောင့်ချိန်စားတက်ခံရတာဖြစ်ကြောင်းကိုပြောခဲ့ပါရယ်။သူငုံကြည့်လိုက်တော့ကြော်ကြီးတယောက်တကယ်လဲသူဘနာနာမရှိတော့ပါဘူး။ကြော်ကြီးကသူဟာတကယ်ချင်းလိုချင်တာမို့အခွင့်အရေးကိုလမ်းမလို့ချင်းကြောင်းပြောခဲ့ပါရယ်။အဲ့တော့ကြောင့် ူဟာเจ้ามาดูม้าကိုတင်းလိုက်ပြီးတော့စကား ပြောဖြစ်ခဲ့ကြောင်းကိုပြောခဲ့တယ်။အဲဒါကြောင့်အခုလိုအန်ဒီအများရဲ့ကိစ္စတွေဟာဖြစ်လာတာဖြစ်ပြီးသူ့ကိုသူပြစ်တင်နေခဲ့ပါတယ်။ဒီကိစ္စတွေပြီးသွားရင်တော့ပြန်ပြီးတော့လစ်လျူယူလိုက်လဲရာเจ้าကိုပြောခဲ့တယ်။ကျွန်တော်တို့ရဲ့တနာစရာကြော်ကြီးလေးပေါ့ဗျာ။မူမူကတော့အဲ့လိုပုံစံကစိတ်ရှုပ်ဖို့ကောင်းကြောင်းမမေးမမြန်းပဲတပတ်သားရဲ့ခံစားချက်ကိုဆုံးဖြတ်ပြီးတော့ကောက်ချက်တွေချနေကြောင်းပြောခဲ့တယ်။အဲ့အတွက်ကြောင့်ပဲတကယ်ချင်းတွေမရှိတာဖြစ်ကြောင်း ပုံမှန်လိုပဲပြည့်ရစံကျယ်တွေအကြောင်းကိုပြောကြမယ်လို့ပြောခဲ့လိုက်ပါတယ်။ကြော်ကြီးကြွေရပြီလေ။မျက်ရည်တွေတောင်မှကြားခဲ့တယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာချစ်စမ်းနေကြတော့ခေါလောင်းမိတန်ကိုကြားခဲ့လိုက်ရပါတယ်။အရင်တုန်းကအဘွားကတခါပြောခဲ့ဘူးတယ်။ခေါလောင်းတန်ကနှစ်ခုရှိရယ်။တစ်ခုကလူသားတွေအတွက်နောက်တစ်ခုကမကောင်းဆိုးဝါးအတွက်တဲ့။ဟုတ်ပါရဲ့။ခုနကသူမဆောင်ကိုဖယ်လိုက်တာကြောင့်ပါပဲ။အပြင်မှာတစ်ခုခုရှိနေခဲ့ပြီးတော့ကြော်ကြီးကိုဒီပရမုံကနေမြန်ထွက်သွားခိုင်းပြီး အဆောင်ကိုပြန်ကပ်ဖို့တိုင်ပင်လိုက်ကြတယ်။သူတို့တွေအပြင်ရောက်ရောက်ချင်းမှာပဲပပတ်လယ်မှာနေရံတွေပေါ်လာခဲ့ပြီးတော့ထိုရီကရလည်းအတွင်းကိုရောက်နေတာကြောင့်ကြော်ကြီးတယောက်ကထွက်လို့မရတလို့အဆောင်ကိုကတ်လို့လည်းမရသေးပါဘူး။သူတို့နှစ်ယောက်လုံးကနှာခေါင်းကနေသွေးတွေစီးကြလာခဲ့တယ်။စုံမမကောင်းစိုးဝါးကြီးဟာပေါ်လာပြီးတော့သူတို့စီကနေဘနာနာကိုတောင်းနေခဲ့ပါတယ်။ကျော်ကြီးကတော့အဲ့ဒါဟာဂျိုသားဆိုတာကိုတီးခဲ့ပါရယ်ဖလော့ဝုမွန်စတာလို့ခေါ်ကြောင်းကိုလည်းပြောခဲ့တယ် ဂျိုသားတွေနဲ့တရဲတွေရဲ့ကြားမှာဘုံတူနေတာတခုရှိတာကြောင့်ခေါလမီလာခဲ့တာပါဒီလိုနဲ့သူတို့နှစ်ယောက်ကအကြောက်ခံဖြစ်နေတော့အကြံတစ်ခုကိုရခဲ့ပါတယ်အဲ့ဒါကတော့သူ့ရဲ့ချိန်စာကိုပြေလွတ်လိုက်ပြီးဂျိုသားကိုတိုက်ခိုက်ဖို့လုပ်မှာပဲဖြစ်တယ်မူမူကလည်းအခုချိန်ဒီတူမရဲ့စွမ်းအားကိုမထိကျုံနိုင်သေးပေမဲ့ဒီလိုလုပ်ဖို့ကလွယ်ပြီးတော့လည်းမရှိတော့ဘူးထာဘိုဘွားရဲ့ချိန်စာကိုတုံးပြီးတော့တိုက်ခိုက်ဖို့လုပ်လိုက်ပြီးမဲ့ခန္ဓာကိုယ်ကချိန်စာရဲ့စွမ်းအားကိုမလိုက်နိုင်ဖြစ်နေပြီးတော့လန်ငါးချောင်းကိုပဲဖျက်နိုင်ခဲ့လိုက်တယ် ။စူမိုကောင်ကြီးကိုနောက်တက်တဲ့ချိန်နှစ်ယောက်ဝိုင်းပြီးတော့တိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ကြပါမိ။မူမူတယောက်ဟာနေရံမှာဒိုးကန်လိုက်ရပါတယ်။သူမကဂျိုသားကိုစိတ်ဆွပြီးတော့ဇရိုက်ကိုဒိုးကန်နေရပါတယ်။သူမလိုချင်တဲ့ထိုရီကေရဲ့အနက်ကိုလည်းရရော။ကျော်ကြီးကိုရော်စာရော့ကိုပါဆွဲပြီးတော့ထိုရီကိမ်းမှာပြန်ကတ်လိုက်တယ်။အဲ့ဒီနောက်တော့သူတို့နှစ်ယောက်ဟာစူမိုဂျိုသားကြီးကိုနိုင်ယူလိုက်နိုင်ပါတော့တယ်။တိုက်ခိုက်ခံထားရတဲ့ဒဏ်ရာတွေကြောင့်မူမူတယောက်ဟာမူလာပြီး ချိန်စာကိုစာမထိန်နိုင်တော့တာကြောင့်ကျော်ကြီးတယောက်ကလုံအောင်ကိုတွင်ပြောင်းလဲသွားခဲ့ပါတော့တယ်။အပိုင်းနှစ်လေးကတော့ဒီမှာပဲပြီးသွားပါပြီ။အပိုင်းသုံးလေးနဲ့မကြာခင်မှာပြန်လာခဲ့မှာမို့ channel လေးကိုလိုက်ကန် subscribe လေးလုပ်သွားပေးပါအောင်ခင်ဗျာ။ Bye bye guys. See you in next video.